မြင့်တန်လမ်းလမ်းဤရှိခြင်းသည်၎င်းလမ်းဤအတိုင်းအတာအကွာအဝေးနှင့် အကောင်းဆိုးသည်၎င်းခရီးသွားကိုအဆုံးဖြတ်မပေးနိုင်လမ်းမရှိသည့်တိုင်လမ်းဆုံးသွားသည့်တိုင် ခရီးသွားတွင် သွားစရာခရီးရှိနေအောင်မြည်တာဖြစ်သည် လူသည်ခရီးသွားဖြစ်၍လောကသည်လမ်းဖြစ်၏ခြေတလုံးအိမ်တိုင်း မွန်ဂိုတို့၏ရှေ့စကားအပြင်ဘက်ကိုကြည့်နေရင် အဖေကိုတတိယမိတယ်အဖေကခီးသွွားရံကြိုက်တယ်အပြင်ဘက်မှာတစ်ပင်တွေရိတ်ခနဲရိတ်ခနဲဖြတ်သွားနေတယ်တခါတလေလဲကွင်းဆိုင်ကွင်းတွေ တွေ့ရတယ်အိမ်တွေကိုတောင်တွေတွေ့ရတယ်ကွင်းကောင်းကောင်းထဲမှာထုံးစီတီတည်သေးကလေးတစုနှစ်စုလဲတွေ့ရတတ်တယ်မျိုးရီရွာတွေဖြတ်ရင်လူတွေကားတွေတွေ့ရတတ်တယ် ခုလိုအပူပင်မရှိခေးသွားနိုင်တာမျိုးဆိုရင်အဖေတိတ်ပြော်မှာပဲလို့တွေးမိတယ်ကျွန်တော်ကိုယ်တိုင်လည်းခေးအပ်တော်သွားခဲ့ဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့ငငယ်ကဆိုမြောင်းတကအထွက်ငက်ဖြူလေးတရားစီတောင်တောင်ကျိုးစီကကွန်မြူနတီဆင်းလာပြီးဘုံလခွဲလေးရှိလို့ခေးသွားတာစိတ်မချရဘူးကားရဲ့ရှစ်တဲ့တဲ့မျက်စိတစုံကလမ်းကိုလှမ်းကြည့်ရင် အရင်ကဒီနေရာမှာဒီလမ်းမရှိဘူးထင်တယ်လို့ကျွန်တော်ပြောလိုက်မိတယ်။ရှိတော့ရှိတယ်ဦးလေးအရင်ကတော့လဲလန်းတော့ပဲနောက်တော့ဂါလန်ခုတော့ကတ္တရအကြခင်းထတာလို့မောင်ညွန်ဝင်းကပြောတယ်။မောင်ညွန်ဝင်းဆိုတာကကားမောင်းပေးတဲ့လူငယ်ရဲ့နာမည်။နောက်ကားတစ်စီးကိုမောင်းတဲ့လူငယ်ကမောင်ထူးလို့ခေါ်တယ်။မောင်ညွန်ဝင်းကအတိတ်မျိုးတော်မှာတက်စီမောင်းတယ်။လမ်းကျွမ်းနဲ့ကားကြောင်တည်တယ်။ ကျွန်တော်ကသူ့ဆရာကိုပင်လယ်ကန်းဆက်စီလိုက်ပို့စမ်းပါဗျာလို့ပြောတာနဲ့သူ့ဆရာကလိုက်ပို့ပေးတာသူ့ကားမောင်းဖို့မောင်ညွန်ဝင်းကိုခေါ်လာတာသူ့ဆရာလင်မယားနဲ့ကျွန်တော်ဇနီးကနောက်ခံမှထိုင်နေကျွန်တော်ကရှေ့ခန်းမှထိုင်တော့သူနဲ့ပေးချင်းတိုက်ဒီတော့လေမေးရင်စမ်းရင်နဲ့စကားပြောပြတဲ့လမ်းတွေအကြောင်းပြောပြတဲ့ကျွန်တော်ငငယ်ကကားလမ်းတွေခုလိုမပေါ်လာဘူးကားနဲ့မြစ်ကူးချောင်းကြားသွားဖို့မလွယ်လောက်နောက်တော့ ဇက်နဲ့ကူးလို့ရတာတွေရှိလာတယ်။ခုတော့တကားတွေအများကြီးပဲဦးလေးရဇက်နဲ့ကူးရတာတွေနဲကုန်ပြီလို့မောင်ညွန်ဝင်းကပြောတယ်။လမ်းနဲ့တကားဆိုတာက လင်းနဲ့မရလို့ပဲမဟုတ်လားလို့သူကထပ်ပြောတယ်။ဘာကိုစွလုံးမန်းတော့တည်တည်ကြကြမသိဘူး။ဘာသာစကားဆိုတာကလည်းမတာဖော်မပါလို့မှမဖြစ်ပဲ။ဘာကိုစွလုံးမန်းမသိပေတဲ့ကျွန်တော်ခေါင်းငိတ်ပြလိုက်မိတယ်။မောင်ညွန်ဝင်းပြောတာကို နားထောင်နေရင် တက်စီမောင်းတဲ့လူတွေအာဘိုးသူတကြွယ်ဝတယ်ဆိုတဲ့စကားတစ်ခုကိုတတိယလိုက်မိတယ်ဟုတ်လောက်တယ်သူပြောတာတချို့ကျွန်တော်လက်လန်းမမိဘူးနားမလဲဘူးကားနောက်ခံက သူ့ဆရာကဘောလုံးပွဲအကြောင်းလန့်ပြီးတော့သူကကားနောက်ကြီးမှန်တဲ့ကနေသူ့ဆရာကိုလန့်ကြည့်ပြီးဘောလုံးပွဲအကြောင်းပြန်ပြောတယ်အာဆင်နယ်ကဂိုသမားကဘာဖြစ်တယ်ဆိုသလားရီယယ်မက်ဒရစ်ကကတုံးတကောင်ကဘလို့ဆိုသလားဆိုတာတွေပြောတယ် ညာရဲ့အဆောင်အုံတွေမှာပြောကြတဲ့အတွင်းကြကြလေးလာပြီးပြောတယ်ဆိုတာမျိုးပဲကျွန်တော်ကတော့သိနာမလဲဘူးသူပြောတာနားထောင်နေရတာကိုကကိုမသိတဲ့လမ်းမှာဆန့်ရှောက်နေရတယ်လို့ပဲဘောလုံးကစားတယ်ဆိုတာကကျွန်တော်နဲ့အဝေးကျွန်တော်စဉ်းစားကြည့်နိုင်တဲ့အတိုင်းတာနဲ့မမိနိုင်ဘူးလို့တောင် ပြောရင်ရလိမ့်မယ်ခုထိစဉ်းစားကြည့်တိုင်းလူတွေအများကြီးဘောလုံးတစ်လုံးနဲ့ ဘာဖြစ်လို့လူကန်နေရတယ်ဆိုတာစဉ်းစားလို့မရဘူးကျွန်တော်မှသာလုံပိုင်ခွင့်တရရှိရင်လိုက်လူမနေကြနဲ့ကွာလူစေးတက်စေးဘောလုံးတစ်လုံးစီရရစေမယ်ကန်ခွင့်ရစေမယ်လို့ပြောပြီးတစ်လုံးစီပေးလိုက်မယ်ဘောလုံးတစ်လုံးနဲ့ကိုလိုက်လူနေကြမယ်အစားကို့ဘောလုံးနဲ့ကိုဆိုတော့လိုက်လူနေရမလို့လိုက်လူစရာမလို့ရင်အာဃာတနဲတာပဲလောဘဒေါသမောဟနဲမှာပဲလောဘဒေါသမောဟနဲမှာအကုသိုလ်စိတ်နဲမှာ ကဘာကြီးပို့ပြီးပွနွေးလာတာကို ထိုင်ပြီးတော့ကပွားနေရတာတဲ့လူတွေမှအကုသိုလ်စိတ်နေရင်ပို့ကောင်းတာပဲမဟုတ်လားမိနစ်60လုံးလုံးအချိန်ကုန်ခံလူနေကြမဲ့အစား7မိနစ်လောက်ဆိုတော့ရောပေါ့တိတ်လည်းမပင်ပန်းကြရအောင်လို့မပင်ပန်းရင်မောဟနေတာပဲလူဆိုတာပင်ပန်းလာရင်စိတ်တို့လာတာပဲလို့ကြားဘူးတယ်ဟိုဘက်ထိတ်ဒီဘက်ထိတ်မှာ၉တိုင်းဆိုတာထားမဲ့အစားတစ်ဖက်ထဲမှာ အားလုံးသဘောတူတဲ့နေရာလောက်မှာထားကန်ကျင်တဲ့လူကကန်ဘောလုံးလိုက်ဖမ်းကျင်တဲ့လူကဖမ်းလိုက်လူစရာမလိုတော့လိန်နေလဲ့တယ်ဆိုတာ၄ရှိတော့မှာမဟုတ်ဘူးအရင်တုန်းကရေဒီယိုတဲကနေဘောလုံးပွဲလာတာအမှတ်မတင်နားထောင်ခဲ့ဘူးတဲ့မောင်ဘသူက မောင်ဘဝကိုအตาကလေးလှဲ့ပြီးအตาခောက်ပြီးဘောလုံးကိုလိန်ယူသွားတယ်ဆိုသလားပဲလိန်နေလဲ့တယ်ခောက်တယ်ဆိုတာတွေကဘယ်မှာကောင်းလို့လဲ အရက်တည်းမှဆိုရင်ထောင်ကျသွားနိုင်တဲ့ကိစ္စလိန်နာကဖုတ်တန်ဒီမဟုတ်ဘူးလားခုအကပိုမဆိုးဘူးလားဘယ်ပြပီညာကိုခောက်ယူသွားတယ်လို့ကြားရတယ်ဒီဘက်အတင်ကလူကဟိုဘက်အတင်ကလူစီဘောလုံးပါမသွားအောင်အตาကလေးလက်ပတ်ယူသွားတာမဟုတ်လားလှဲ့တဲ့ပတ်တဲ့ဆိုတာရေပူအားကြတဲ့လူမှုရေးဆိုင်ရာကိုကျင်တရားအရာ မတော်မသင့်တဲ့အပြုမှုပဲမသိလိုက်မသိပါတာဆိုတော်သေးရဲ့ ခုဟာကလူတွေတလေကြီးရှေ့မှာလှုပ်တာပွဲကြည့်ပေးတက်တေတက်တေရှိနေပါရဲ့နဲ့အလိန်ခံရတာကိုတစ်ဖက်အတင်းကဘာလို့တရားမစွဲလဲဆိုတာကျွန်တော်စဉ်းစားကြည့်လို့မရဘူးတခုတော့ရှိတယ်ဘောလုံးကွင်းဆိုတာ လိန်နာလှဲ့တာကို ဥပဒေအရခွင့်ပြုထားပုံရတယ်ဘောလုံးကစားတာကိုပညာပါတယ်လို့ပြောကြတာအဲ့ဒါပဲဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပညာသားပါပါနဲ့လိန်နေဆိုတဲ့စကားဟာ ဘောလုံးကွင်းထဲကလာတာနေမှာပဲလို့တောင်တွေးလိုက်မိတယ်။ကစားတဲ့နေရာမှာပညာပါတယ်ဆိုတာကစစ်တူရင် ထိုးတာမျိုးကို ခေါ်တာလို့ကျွန်တော်ထင်တယ်။အများကြီးတွေးရတယ်။ကြိုပြီးတွေးရတယ်။ကြိုပြီးတွေးတတ်တာလူတိုင်းတွေလိုတာပဲ။ကျွေးရှင်ဒီလန်းကလာရင် ကိုကဟိုလန်းကသွားရတယ်ဆိုတာကတွေးတတ်လို့တိတိကျကျပြောရရင်ကြိုတွေးတတ်လို့ပဲမဟုတ်ဘူးလား။ဘောလုံးကစားရင်ခြေထိုးခံတာတို့ အခုံးချင်းရှင်ပြီးဘေးချင်းဝင်တိုက်တာမျိုးလုပ်လို့မရဘူး။ရောက်ခမဆိုတာတဲ့အောင်ပေါင်းចောင်းကိုထုတ်ဥပုပ်ရက်ရှိဆောင်ခိုင်းမှဆိုတာမျိုးကိုကြည့်။အရှိကြည့်ပြီးစနေတကြကြံစီတာ။ဒါမျိုးကစစ်တူးရင်တို့ကြားတို့ထိုးတဲ့လူတွေတွေးပုံမျိုး။ကျွန်တော်ကတော့ဘောလုံးကစားတယ်ဆိုတာကို နားမလဲတော့သူတို့လိုလဲတွေးတတ်မှာမဟုတ်ဘူး။စက်မိတော့အဖေကိုပြောပြဘူးတဲ့။အဖေကဘောလုံးတွေပါတယ်သိမ့်မပါပေတဲ့ကျွန်တော်လိုမဝေဖန်ဘူး။ ကိုမလုံးနိုင်တာတခုကိုဝေဖန်ဖို့မသင့်ဘူးလို့ပြောတယ်။နောက်တစ်ချက်ကတော့လူတိုင်းလျှောက်တဲ့လမ်းနဲ့လူတိုင်းမလျှောက်တဲ့လမ်းရှိတယ်ဆိုတဲ့အကြောင်းပြောပြဖို့တယ်။ဘလို့လမ်းမှာပဲလျှောက်လျှောက်ကိုမလျှောက်ဘူးပဲနဲ့လမ်းရဲ့အကြောင်းကို အပြစ်ပြောရင်တော့တိတ်တရားလာမယ်မဟုတ်ဘူးလို့ပြောတယ်။အဲ့ဒီကလေးကကျွန်တော်မလုံးနိုင်တော့မဝေဖန်တော့မလျှောက်ဘူးတဲ့လမ်းကြောင်းမပြောတော့ဘောလုံးအကြောင်းကျွန်တော်မပြောနိုင်ပေတဲ့ လမ်းအကြောင်းတော့မောင်ညွန်ဝင်းနဲ့ပြောပြတယ်။လမ်းကကောင်းတဲ့နေရာမှာတိတ်ကောင်းတာပဲ။ဒါပေမဲ့ပြတ်တဲ့နေရာဆိုးတဲ့နေရာတွေရှိတယ်။လမ်းကလည်းကွာဟိုနေရာပြတ်ဒီနေရာပြတ်နေလို့ကျွန်တော်ပါသက်တဲ့ကထွက်သွားတယ်။ဟာဦးလေးကလည်းဟိုနေရာဒီနေရာတွေမှာကောင်းမှတယ်လို့သူကကားမောင်းနေရင်ပြန်ပြောတယ်။ဒီတော့မင်းပြောတာနဲ့ငါပြောတာဘာကွာတယ်လဲလို့မေးကြည့်လိုက်မိတယ်။သူကချက်ချင်းမဖြစ်သေးဘူး။ပြီးမှ ကျွန်တော်ကအကောင်းမြင်ဘက်ကကြည့်ပြောတာပါလို့ပြောတယ်။ဟုတ်တော့ဟုတ်တယ်။အမြင်ဆိုတာကအကောင်းမြင်အဆိုးမြင်ရဲ့လို့ရှိနေတာကို မချစ်မခင်ရင်အပြစ်တင်ခြင်းတယ်လို့တောင်ပြောကြတာရှိတယ်မဟုတ်လား။အကောင်းမမြင်တတ်လို့စောင်းကိုတောင်နှွေးလို့မခင်ဘူးလို့ပြောကြတယ်မဟုတ်လား။ကိုယ်နဲ့သဘောမတွေ့ရင်အပြစ်တင်စရာတွေပဲလို့မြင်တတ်ကြတယ်မဟုတ်လား။ကားမောင်းနေရင်ကလမ်းကအလုံးကောင်းနေပြန်ရင် လမ်းကောင်းကြောင်းလူတွေကတိတ်မသိကြဘူးတိတ်တတိမထမိကြဘူးခုလိုပြတ်တာမကောင်းတာကလေးရှိနေမှကောင်းတဲ့အပိုင်းကလေးကိုတံပိုးထားကြတာလို့သူကထပ်ပြောတယ်ဒါလည်းဟုတ်တာပဲဒီเจ้าကိုကျွန်တော်တခါမှတွေးမကြည့်မိဘူးလမ်းကစင်လုံးကျော်ကောင်းနေတာကိုကတဘာဝကြတဲ့ဦးလေးရဲ့လို့မောင်ညွန်ဝင်းကထပ်ပြောပြန်တယ်ဘလို့လို့တဘာဝကြရမှလဲဆိုတာကျွန်တော်စဉ်းစားကြည့်လို့မရဘူး ကျွန်တော်ခေါင်းကသူ့လောက်မကောင်းမှုရတယ်ဆိုတာသူတွေးလိုက်မိပုံပေါ်တယ်ကျွန်တော်ကမမေးရသေးခင် သူကပြောတယ်စဉ်းစားကြည့်လေဦးလေးရဲ့အကောင်းရဲ့အစိုးရဆိုတာတွန်တွဲနေတယ်မဟုတ်လားလမ်းကကောင်းလိုက်ပြက်လိုက်ကောင်းလိုက်ပြက်လိုက်အဲ့ဒီလိုနေတာကိုကတဘာဝကြတာပဲတချို့ဘာသာရေးဘက်ကလူတွေပြောပြနေတာကြားဘူးတယ်အကောင်းကြီးပဲမဟုတ်ဘူးအပြက်လဲရှုရတယ်တဲ့မောင်ညွန်ဝင်းပြောတာတွေလည်း တဖြည်းဖြည်းကျွန်တော်နဲ့ဝေးဝေသွားတယ်။လမ်းအကြောင်းမပြောဘဲဘောလုံးပွဲအကြောင်းပြန်ပြောရင်ကောင်းမလားလို့ကျွန်တော်အတွေးရလိုက်မိတယ်။ရသူမောင်ညွန်ဝင်းပြောနေတာတွေကိုကျွန်တော်မသိဘူး။တကယ်တော့ဘောလုံးပွဲအကြောင်းမသိလို့လမ်းအကြောင်းပြောမိပါတယ်။သူပြောနေတဲ့လမ်းအကြောင်းကကျွန်တော်ညံမမီလောက်တဲ့အနေအထားမျိုးရောက်လာတယ်။ဘယ်ဟာပြောပြောကျွန်တော်မသိတာကြီးပဲ။ကျွန်တော်လဲစကားပြောတာခဏရက်ပြီး ကားရဲ့ပြင်ပတ်စီကမြင်ကွင်းတွေကိုကြည့်နေမိတယ်။အဲ့ဒီတော့မှပဲကျွန်တော်မိတ်ဆွေရဲ့ဇနီးကတို့အရင်အခောက်ကဝတ်ဝူကြောင်ဝယ်တာဒီနားမှာလားလို့မောင်ညွန့်ဝင်ကို မေးတမ်းကြားလိုက်ရတယ်။ကျွန်တော်လည်းသူတို့ကိုလှည့်ကြည့်လိုက်မိတယ်။ဒီနားမဟုတ်သေးဘူး။ပိုရှင်နားကြမှာလို့မောင်ညွန့်ဝင်ကပြန်ဖြေတော့ကျွန်တော်လည်းမနေနိုင်တော့ဘူး။ဒီကဝတ်ဥကြောင်ကကောင်းသလားလို့မေးကြည့်မိတယ်။ငငယ်ကချင်းတွင်းမြစ်ကမ်းပါးမှာ မန္တလေးမောလ်ဝစ်ကီပလင်းကိုအေးအောင်မြေရဲထဲမှာအတာစိန်ပြီး မုံရွာဝတ်ဥတောင်းနဲ့မြည်ခဲရတာတွေမျက်စိထဲမှာမြင်လာမိတယ်။ဝတ်ဥကြောင့်အာ ကျွန်တော်ကြိုက်တဲ့အစာတကုတ်ဘယ်ရက်ကဝတ်ဥကြောင့်ကိုဖြစ်ဖြစ်ကျွန်တော်စားနိုင်တယ်။ကျမတော့တိတိကျကျမသိဘူး။ဖေဖေကတော့ကြိုက်တယ်လို့မိတ်ဆွေရဲ့ဇနီးကပြန်ပြေတယ်။ဒါဆိုကောင်းကိုကောင်းရမယ်လို့ကျွန်တော်တွက်ကြည့်မိတယ်။ စားတော့ကောင်းမကောင်းဆိုတာအစားတော့ကောင်းမကောင်းဆိုတာလူကြီးကလူငယ်တက်ပို့ပြီးသိကြတယ်ကျွန်တော်တို့ဘာကြီးဒုက္ခရှိစဉ်ကပြောခဲ့ဘူးတာကိုသတိရမိတယ်အသက်ကြီးလာလို့သွားတချောင်းကျိုးလာတိုင်းရှာကအစာရဲ့အရာတာကို ပိုးသိလာတယ်တဲ့အဲ့တော့ကအဖေနဲ့ဘာကြီးတို့ ထိုးမုတ်အကြောင်းညင်းကြသေးတယ်နောက်ဆုံးတော့ဘာကြီးကပြောတယ် မင်းတို့ရန်ကုန်မှာထုံငုံမင်းတို့ရန်ကုန်မှာထုံမုံတဲ့ရွှေတင်ကားပြားပဲထက်ထို့အောင်လာကလေးစိန်ချီပြားတော့မမိနိုင်သေးဘူးတဲ့။ဘာကြီးကဒေတာဆွဲလဲရှိတယ်။ရှာရဲ့အရသာအာဒေတာဆွဲနဲ့လဲစိုက်မုံရတယ်။ကလားကမစလာကြိုက်တာတရုတ်ကပဲကြညိုကြိုက်တာဟာဒေတာဆွဲအခြေခံတိမတ်လက်ခံထားတဲ့ ရှာအခြေခံရတာပဲမဟုတ်ဘူးလားကျွန်တော်ကတော့ဒေသဆွဲမရှိဘူးအဲ့ဒီနာစီမှာဝက်ဥကြောင့်တဲ့တွေတွေ့ရင်ဖြင့်တနစ်ကြီးဝက်ပြီးဝီစကီနဲ့မြုံးမယ်လို့တွေးပြီးတင်ကြုတ်အတွေးနဲ့အရသာခန်းစားကြည့်မိတယ်ပျော်ရွှင်စရာကိုစီမံကိန်းချကြည့်မိတယ်ဒါပေမဲ့အဲ့ဒီနေကအဲ့ဒီနာစီမှာဝက်ဥကြောင့်တဲ့တွေမတွေ့ရဘူးပျော်ရွှင်စရာစီမံကိန်းအားလက်တွေ့ဖြစ်မလာခဲ့ဘူးဒီနေ့မှဘာဖြစ်လို့ဝက်ဥကြောင့်တဲ့တွေ လမ်းပေါ်မှာမရှိတာလဲလို့စိတ်ပြက်ပြက်နဲ့မောင်ညွန်ဝင်းကို မေးကြည့်လိုက်မိတယ်။သူကမပြောတတ်ဘူးလို့ပဲပြောပြီးကားစီဒီဖွင့်ဆက်တဲ့ကစီဒီတစ်ချက်ကို ထုတ်မလို့စူးစမ်းနေတယ်။ကျွန်တော်လည်းထပ်မမေးတော့ဘူး။အတော်ကလေးကြမှာဝဟုကြောင့်တဲ့တွေကဒီနားကရွာတရာကလာတာဖြစ်လိမ့်မယ်။ဒီတော့ဒီလမ်းပေါ်မှာအမြဲရှိကြမှာမဟုတ်ဘူး။လမ်းကတအမြဲရှိနေတာ လမ်းပေါ်မှာလူတွေရှိပေတဲ့ပုံမှန်တက်သမှတ်တဲ့အမြဲမရှိဘူး။သွားတဲ့လူသွားလာတဲ့လူလားသေးလာရောက်တဲ့သူခီးထွက်လာတဲ့သူလမ်းပြောက်တဲ့လူလည်းပျောက်ပေါ်ဦးလေးရဟဲဟဲလို့ပြောတယ်။ဟဲဟဲဆိုတဲ့အပိုင်းတော့ကျွန်တော်သိနာမလဲဘူး။ကြံတဲ့အပိုင်းကတော့ကျွန်တော်တီးတဲ့နယ်လို့ထင်တယ်။ကြံတဲ့အပိုင်းကတော့ကျွန်တော်တီးတဲ့နယ်လို့ထင်တယ်။ သိဖို့ဆိုတာကမြင်ဖို့လိုသေးတာကိုအပကပဲလာလာအတွင်းကပဲလာလာအမြင်ဆိုတာကတော့ရှိရမယ်မြင်တာအာသိဖို့ရဲ့အစပဲမဟုတ်လားမောင်ညွန်ဝင်းပြောသလိုသိဖို့သူမြင်တယ်လို့မြင်ရမှာပဲကျွန်တော်သာသူမြင်တယ်လို့မြင်ခဲ့ရင်ခုနကမေးမိတဲ့ဒီနေ့မှဘာဖြစ်လို့ဝောက်ကြောင်တဲ့တွေလမ်းပေါ်မှာမရှိကြတာလဲလို့မေးမှမဟုတ်ဘူးသူပြောတာကအမှန်ပဲလမ်းဆိုတာ အိမ်မော့ဘူးရက်ကွက်မော့ဘူးမြို့မော့ဘူးရက်တီမနေဘူးရက်တက်မနေဘူးအမဲလိုလှောက်ရှားနေတယ်အသက်ဝင်နေတယ်ဒီလိုဖြင့်ဘောလုံးကစားတာနဲ့တူတူပဲလားလို့မစီမဆိုင်တွေးကြည့်လိုက်မိတယ်ဘောလုံးပွဲလဲကစားနေတဲ့အကလှောက်ရှားနေကြတာပဲမဟုတ်လားလှောက်ရှားနေပေတဲ့ဘောလုံးပွဲဆိုတာကရက်တက်နေမှု တစ်ခုအထက်ကလှောက်ရှားမှုပဲ လမ်းပေါ်မှာဒိုင်လူကြီးမရှိဘူးလူတိုင်းလူတိုင်းအာကစားသမားလူတိုင်းဟာဒိုင်လူကြီးပဲသူလုံးနိုင်တာသူလုံးချင်တာကိုသူတိမတ်လက်ခံထားတဲ့အတိုင်းအတာအတွင်ကလုံနေကြတာအချိန်စိမစိအချိန်စိမစိပွဲသိမ့်ဖို့မသိမ့်ဖို့သူအဆုံးဖြတ်မှာပဲတည်တယ်။နာယီကြောင့်အချိန်ကြောင့်ဒိုင်းလူကြီးကြောင့်ပွဲသိမ့်တာမဟုတ်ဘူး။ တကယ်တော့ဘောလုံးပွဲဟာ လမ်းပေါ်မှာရှိနေတဲ့အသက်ဝင် ရှင်သန်မှုမျိုးနဲ့ရှင်သန်နေတာမဟုတ်ဘူးသူတို့အတိုင်းအတာထဲမှာပဲရှင်သန်နေကြတာလမ်းပေါ်ကအမြဲတမ်းရှင်သန်လှုပ်ရှားနေမှုဟာလူတွေတယောက်မှရှိမနေလဲရှိနေမဲ့ရှင်သန်လှုပ်ရှားနေမှုမျိုးဘောလုံးပွဲကတော့အတိုင်းအတာတစ်ခုခု အထဲကလှုပ်ရှားမှုတက်တက်ပဲရေပုံဝါးကြတဲ့တိမှုတစ်ခုအခြေခံနဲ့လှုပ်ရှားနေတာပဲ အဲ့ဒါကတော့နိုင်ဖို့ပဲလမ်းမော်ကလူတွေရဲ့လှုပ်ရှားမှုမှာခြေပုံကကြားတဲ့တိမှုတစ်ခုလည်းမဟုတ်ဘူးအချိန်ကန့်တတ်မှုမရှိဘူးဒေတာအပြင်ကန့်တတ်မှုမရှိဘူးလမ်းဟာလမ်းပဲအပြင်ဘက်ကိုကြည့်ရင် ကျွန်တော်တွေ့နေတော့လမ်းက အတော်ကလေးကျန်းလာပြန်ပြီဦးလေးလို့မောင်ညွန်ဝင်းကပြောတာနဲ့သူ့ကိုလှည့်ကြည့်လိုက်မိတယ်သူကဆက်ပြောတယ်ဒီတကွေ့ပဲ ပြီးရင်ပင်လယ်ကမ်းသတ်ကိုရောက်တော့မှာတဲ့ကျွန်တော်လည်းဘာမှပြန်မဖြစ်ပဲအตาခေါင်းညိတ်ပြလိုက်တယ်လမ်းကအတော့ကိုဇိုးတယ်အတော့ကိုဇိုးတဲ့လမ်းကိုတွေးကြည့်နေရင်လမ်းဆိုးခြင်းနဲ့အတူဝေဒနာတိုးယုံမယ်ကျွန်တော်လည်းမရောက်ဘူးသေးတဲ့နေရာ မတွေးရဘူးသေးတဲ့ပင်လယ်ကမ်းသတ်ကို တွေးပြီးตาရကြည့်လိုက်မိတယ်ပင်လယ်ကမ်းသတ်ဆိုတာကထွက်ပြေးနိုင်တာမဟုတ်ဘူးဝါဟုကြောင့်တဲ့တယ်လို့ရောင်းညင်တဲ့နေ့ရောင်း မယောင်းခြင်းနဲ့နဲ့မယောင်းမဲနေလို့မရဘူးရှိနေခြင်းတစ်ခုတက်တက်ပဲပင်လယ်အာမွှေ့ပြောင်းနိုင်ဘူးပင်လယ်ဟာပင်လယ်ပဲပင်လယ်အာကန်းဆက်ရဲ့အချုပ်အနောင်အထင်းကွက်ထဲမှာ ရှင်သန်နေရရှာတာကမ်းမရှိရင်ပင်လယ်မရှိဘူးလိုင်းဆိုတာပင်လယ်ရဲ့ကြွားလုံးပဲကြွားစရာမရှိတဲ့အခါဒုံရင်းပဲပင်လယ်ရှိရကိုကျွန်တော်ရောက်တော့မယ်ဆိုတာမရောက်ရှိသေးတဲ့ ကာလတရားတစ်ခုအတွင်းကို ရေရာမှုတစ်ခုအနေနဲ့မှန်းဆကြည့်နိုင်တယ်ကြည်လဲကြည့်မိလို့တာယာလာမိတယ်ပင်လယ်ကမ်းသတ်ကိုရောက်ရင် ကျွန်တော်မှရှိတဲ့အကြီးမားဆုံးရွယ်ချက်ကပင်လယ်ကိုထိုင်းကြည့်ဖို့ပဲပျော်ရွှင်ကြည်နူးတာယာမှုဆိုတာက တင်ကူးဆုံးဖြတ်ထားတာကြီးပဲဒါကြောင့်မို့လို့ကျွန်တော်တငယ်ချင်းကို ပင်လယ်ကမ်းသတ်စီကိုလိုက်ပို့ခိုင်းတာပင်လယ်ကမ်းသတ်ကိုရောက်ခဲ့ရင် ပင်လေကို တွေ့ခဲ့ရင်တကယ်ကို ပြောနိုင်မှာမရောက်ခဲ့လို့မတွေ့ရရင်တော့ရောက်ရင် ပြောမယ်ဆိုတဲ့အသည့်ကရှင်းနေနေကြတာမို့ပျော်ရွှင်ကြည်နူးတာယာကွင်းကို မတားနိုင်တော့ဘူးတကယ်တော့ကျွန်တော်အဖို့ပျော်ရွှင်ကြည်နူးမှုဆိုတာရောက်ပြီးသားခီးတစ်ခုကိုပြန်သွားကြည့်တာပဲဂျိုင်ထဲကို ကားဘင်းကျသွားတိုင်းကားလုသွားတယ်လမ်းကျမ်းပေါ်မှာသွားလာရလေလေပင်လေကို တောင်းတမိခဲ့တဲ့ ပျော်ကျွင်ကျေနပ်မှုအာကြီးမားလာလေလေပဲကားရဲ့ CD ဖွင့်သက်ထဲကတချင်းတန်တောင်ကားခုန်လွန်လို့ရပ်သွားတယ်လမ်းကအစိုးကြီးပဲမောင်ညွန်ဝင်းစီက တောက်ခေါက်တန်တစ်ချက်ထွက်လာတယ်ကျွန်တော်ကသူ့ကိုမတိမတာလှမ်းကြည့်လိုက်ပေတဲ့သူကလမ်းကိုအာယုံစိုက်နေရလို့ကျွန်တော်ကိုဘာမှလှည့်မပြောနိုင်ဘူးသူ့မှကပင်လက်ကန်းဆက်ရောက်တဲ့အထီမောင်းမှု တာဝန်ရှိနေတယ်အဲ့ဒီကိုရောက်ဖို့ကသူ့အလို့ ကျွန်တော်အဖို့တော့သွားနေတာဟာကျွန်တော်အလုပ်ပဲပင်လယ်ပြင်ကြီးကိုတွေ့လိုက်ရတော့လမ်းကောင်းတာလမ်းဆိုးတာတွေကိုမေ့သွားတယ်ကျွန်တော်တို့ပင်လယ်ကန်သက်စီကိုရောက်တော့ပင်လယ်မှာလှိုင်းမရှိဘူးလို့ပြောကြတဲ့အချိန်မျိုးပင်လယ်ဟာကြွားစရာ မရှိလို့မျက်နှာတွေကလေးနဲ့နေနေရပုံပဲလှိုင်းရှိတယ်လို့ပြောမယ်ဆိုရင်တော့လှိုင်းကြက်ခုတ်ဆိုတာမျိုးလောက်ပဲ။ ရေဆက်ဆက်စီဆင်းလျှောက်ရင်မျက်စိတစ်စုံကို ကြည့်မိတယ်။ဟိုးအတော်ဝေးဝေးစီမှကျွန်းကလေးတစ်ခုကျွန်းပေါ်မှာထုံးစီဒီကလေးတစ်စုမကြခင်ကားမောင်းနဲ့မောင်ညွန်ဝင်းနဲ့မောင်ထူးပင်လယ်ရှိရသည်ဆင်းလာကြတယ်။ကျွန်တော်အနာစီရောက်လာတော့ဝီစကီတောက်ကြกว่าဆိုပြီးပလင်းကိုကမ်းလိုက်တယ်။သူတို့လည်းပင်မန်းရတာပဲမဟုတ်လား။သူတို့လည်းကျွန်တော်နဲ့အတူတောင်ခုံပေါ်မှာထိုင်ပြီး ဝီစကီတောက်ကြရင်ဥတည်ရမယ်ကြည်နေကြတယ်။အတော်ကြတော့မင်းတို့ဟိုးမှမြင်းနေရတဲ့ကျွန်းကလေးစီရောက်ဘူးတလားလို့မေးတော့မရောက်ဘူးဆိုတာ ပြိုင်းတူလို့ဖြေကြတယ်။ဒါဖြင့်အဲ့ဒီစီကိုသွားကြင်ရင်ဘလို့လုတ်သွားမလဲလို့ကျွန်တော်ကထပ်ပြီးမေးလိုက်မိတယ်။မော်တော်ကလေးငှားသွားရင်ရမယ်ထင်တဲ့ဦးလေးလို့မောင်ထိုးကဖြေတယ်။ပင်လယ်ဆိုတော့ကွာကုန်းပေါ်မှာလို့မဟုတ်ဘူး။လမ်းရမရှိဘူး။ဒီတော့ အဲ့ဒီကျွန်းကလေးကြီးရောက်အောင်ဘလို့သွားမလဲလို့ကျွန်တော်ကထပ်မေးလိုက်မိတယ်ခဏကြာအောင်စဉ်းစားနေကြပြီးမောင်ညွန့်ဝင်းကအဲ့ဒီစီဥတီသွားရမှာပဲလို့ဖြေတယ်ရေပေါ်မှာမို့လိုင်းကြောင့်လေကြောင့်မော်တော်ကဥတီရရွေးနိုင်တော့ကွာဘလို့လုံမလဲလို့ကျွန်တော်ကထပ်ကွန်းလိုက်မိတယ်ဝီစကီကိုရေနဲ့ရောနေရင် မောင်ထူးကရွေ့သွားရင် ပြန်တက်ရမှာပဲဦးလေးဒီပြင် တခြားနေရာမှာ မရှိပဲလို့ဖြေတယ်။ဝီစကီကိုရေနဲ့ရောနေရင်မောင်ထူးကရွေ့သွားရင် ပြန်တက်ရမှာပဲဦးလေးဒီပြင်တခြားနီးမှ မရှိပဲလို့ဖြေတယ်။ကျွန်တော်လက်ထပ်မမေးတော့ကျွန်တော်လက်ထဲကဝီစကီကိုအသာတောက်နေလိုက်ပြီလေ။သူတို့လည်းသူတို့ဘာသာသိကူးကြည့်နေမိကြပုံရတယ်။အဲ့ဒီတော့မှပဲမောင်ထိုးကသွားဖို့ရောက်ဖို့ဆိုရင်တော့ ရောက်အောင်သွားမှာပဲလို့ပြောတယ်။ကျွန်တော်ကတော့ရုတ်တရက်ဘောလုံးကစားတဲ့လူတွေကိုတရေရလိုက်မိပြန်တယ်။ဘောလုံးကွင်းထဲမှာ ကစားနေတဲ့လူတွေနဲ့လမ်းပေါ်မှာသွာလာနေတဲ့လူတွေဟာမတူကြပါလားလို့သဘောပေါက်သွားမိတယ်။ဘောလုံးကစားနေတဲ့လူတွေဟာခရီးတစ်ခုကိုရောက်သွားပြီးတဲ့လူတွေပဲ။သွားနေတဲ့လူတွေမဟုတ်ဘူး။ခရီးသွားနေတဲ့လူတွေသွားနေတယ်လို့အနောင်တဲမရှိတဲ့လွတ်လပ်မှုနဲ့ လှုပ်ရှားနေကြတာမဟုတ်ဘူးသူတို့မှာကန့်တတ်မှုတွေအများကြီးရှိတယ်သူဥပဒေသားနဲ့သူဘလုံးကွင်းထဲကပြန်ထွက်လာတဲ့အခါသူတို့မှာရလက်တစ်ခုအဖြစ်တစ်ခုပါလာကြမယ်သူတို့ကြိုက်ကြမကြိုက်ကြိုက်သူတို့သဘောတူတူ မတူတူလမ်းမော်ကလူတွေကတော့သူတို့သွားကျင်တဲ့စီအရင်ရောက်ဖို့လိုတယ်ဒါဟာအဓိကပဲရောက်ပြီးကမှအဖြစ်ရှာရမှာ တကယ်တော့လူတိုင်းဟာ လမ်းမော်ကလူကြီးပဲမောင်ညော့ဝင်းကဖန်ခွက်ကိုချပြီးရေကူးရအောင်ပင်လေတဲ့တင်းသွားတယ်ကျွန်တော်နဲ့မောင်သူနှစ်ယောက်သားဝီစကီတောင်းရင် ပင်လေစီငေးနေမိကြတယ်ပြန်ဖို့အကြောင်းခေါင်းထဲဝင်လာတာနဲ့ပြန်ရင်တို့ဘယ်ကပြန်ကြမလဲလို့မောင်ထူးကိုလက်ကြည့်ရင်မေးလိုက်မိတယ်ဒီလမ်းမဲ့ဦးလေးလို့မောင်ထူးကဖြေပြီးကျွန်တော်နားလဲတာမမအောင် လာလန်းတိုင်မဲ့ဦးလေးလို့ထပ်ပြောတယ်။ကျွန်တော်ကအတွေးပေါက်အောင်ခဏစဉ်းစားကြည့်ပြီးမင်းပြောချင်တာက လာလန်းအတိုင်ပြန်ကြမယ်လို့ပြောချင်တာလားလို့မေးလိုက်မိတယ်။သူကချက်ချင်းပြန်မဖြေဘူး။ငါဆရာရဲ့မိတ်ဆွေဆိုတဲ့လူဟာဦးကြောင်ကြောင်ပါလားလို့တွေးနေပုံရတယ်။ပြီးမှ ဟုတ်တယ်ဦးလေးဒီလမ်းပဲ။လာတော့ငါတော့အလာလမ်းပေါ့။ပြန်တော့အပြန်လမ်းဖြစ်သွားတာပေါ့လို့ဖြေတယ်။ ျွန်တော်ခေါင်းထဲကိုဘလို့မှနားမလည်နိုင်တာတကွအရှိန်ဟုန်ကောင်းကောင်းနဲ့ရောက်လာတယ်။ကျွန်တော်အမြင်ထဲမှာဘလို့မှမြင်ကြည့်လို့မရတာပေါ်လာတယ်။အလာတုန်းကကားရဲ့ရှေ့မှာမြင်ခဲ့ရတဲ့လမ်းကိုကြောပိပီပြန်ရမှာ။အလာတုန်းကကြောပိလာခဲ့တဲ့လမ်းကို ပြန်ပြီးမျက်နှာချင်းဆိုင်ရမှာ။ရှင်းမျက်နာနောက်ထားတဲ့အကြက်တဲမျိုးပဲဖြစ်မဲ့တင်နေတခုတည်းသောလမ်းဟာဘာဖြစ်လို့ ဥတီကျန်နှစ်ခုနဲ့ရက်တည်နေတာလေအဲ့ဒီလိုဖြစ်နိုင်သလားဆိုတာပဲကျွန်တော်လက်မကြည့်မိပေတဲ့မောင်ထူးတက်ရောက်ကျွန်တော်ကို ကြည့်နေတယ်ဆိုတာကျွန်တော်သိနေမိတယ်ခဏကြာတော့မောင်ထူးစီကအတန်ကြားရတယ်လမ်းကားတော့လမ်းဘဲကိုဦးလေးရဲ့လူတွေကသာသွာလာနေကြတာကိုဥတီတာရည်ရွယ်တာမတူကြတာလူတွေကသာ သူတို့အတိတ်ဘက်နဲ့သူတို့လုံနေကြတာလမ်းနေရာမှာ လမ်းရတော့မရှိလဲသွားတဲ့လူကတော့ချိန်နေမှာပဲလူကသာသွားနေတာကိုလမ်းဆိုတာကဘယ်မှသွားတာမှမဟုတ်ပဲလို့ပြောတယ်ကျွန်တော်လည်းမောင်ထူးပြောတာကိုနားထောင်နေရင်ဟိုးခလန်းလန်းကကျုံကလေးပေါ်ကထုံးသေးဒီကလေးကိုပဲလှမ်းကြည့်နေမိတယ်တကယ်မရှိတဲ့မော်တော်ကလေးကိုစိတ်ကူးနဲ့မောင်းပြီးအဲ့ဒီစီဥတီသွားလိုက်မိတယ်ပင်လယ်ထဲမှာလမ်းရမရှိဘူးသွားလို့ရတယ်ကောင်းကင်မှာလည်း လမ်းရမရှိဘူးလွဲ့မျောလို့ရတယ်စိတ်ကူးထဲမှာဆိုပိုးတောင်ကောင်းသေးတယ်လမ်းရလည်းမရှိဘူးဥတီကြလည်းမရှိဘူးခုဆိုကျွန်တော်မှလမ်းရမလို့တော့ဘူးလမ်းကောင်းတာမကောင်းတာအရေးမကြီးတော့ဘူးလမ်းဆုံးကို မြင်တာမမြင်တာအရေးမကြီးဘူးသွားဖို့ပဲလိုတယ်စိတ်ကူးရင်တာမဟုတ်ဘူးဆိုရင်တော့ဘယ်ကိုသွားခြင်းနဲ့ဆိုတာကလေးပဲတီးဖို့လိုတယ် တကယ်တော့မောင်ထူးပြောသလိုပါပဲလမ်းကတော့လမ်းပဲမြန်တန်ချင်းတွင်းမဂ္ဂဇင်းမတ်၁၈ဇူလိုင်လ၂၀၀၈ခုနှစ်